ဗေဒင်ဝင်ရမှာကျိုးတော့ပါတယ်ကျွန်တော်မနှောပြီလွန်ခဲ့တဲ့2029ခုနှစ်လောက်ကဘိုင်ဘာဘာလူတယောက်စာပို့လာပါတယ်ဆရာကျွန်တော်ဖုန်းဆက်ကမ်းရောင်းဝယ်လုပ်ကျင်လို့ပါလုပ်ငန်းနာမည်လေးပေးကျင်တာပါဆရာအရင်တုန်းကဆရာစီမှာသားနဲ့သမီးအတွက်နာမည်လေးမေးဘူးပါတယ်ဆရာမှတ်မိရလားမသိဘူးကျွန်တော်မှမှတ်မိပါတယ် လုပ်ငန်းကဘယ်လာတဲ့စတင်မှာလဲအဲ့ဒါခက်တာပဲဆရာအတိအကျပြောလို့မရသေးဘူးငွေကြေးကမစူးမိသေးဘူးအဲ့ဒါငွေကြေးသင်ပြအောင်လုပ်ပြပါဦးဆရာကျွန်ုပ်ပါအဲ့ဒါကလွယ်ပါလေအင်းကဝိဒပညာရစေရေးချိန်ဒီပါဒီဝါဒပတိကာရတော်ကြီးကိုးကောက်ရွတ်ဖက်ပြီးတော့မြတ်စွာဘုရားရှင်ကိုရက်တော်တွင်ပြီးပူဇော်ရမယ် နေတဲ့သရေအချိန်ခါတည်းရတော့တနင်္ဂနွေနေ့မနက်ခုနှစ်နာရီခွဲမှ9နာရီတွဲတနင်္လာနေ့နေ့လယ်တနင်္ဂနွေခွဲမှ3နာရီတွဲအင်္ဂါနေ့နနက်9နာရီမှ10နာရီခွဲတွင်ဘုရုနေ့3နာရီမှ4နာရီခွဲတွင်ကြာတာပြင်းနေ့10နာရီခွဲမှ7နာရီတွဲတောက်ကြနေ့မနက်6နာရီမှ9နာရီခွဲတွင်စနေနေ့နေ့လယ် ဆက်နှစ်နာရီမှတနင်္လာရက်အတွင်းအဲ့ဒီချိန်ကြီးဟာစေရီအခါများဖြစ်ပါအဲ့ဒီချိန်ဒီမှာမြတ်စွာဘုရားရှင်ကိုရက်တော်သွင်းပြီးပူဇော်ရမယ်ဆိုပြီးပြောလိုက်ပါဟုတ်ကဲ့ပါဆရာကျွန်တော်မွေးသက်ကဲက73ရက်3လ1986နံနက်ပိုင်းမွေးတာပါဆရာ နမေကဥလိုက်မှာ ကြာတာပရိသာအသာလက်ပါတယ်ကျွန်တော်ညနေပိုင်းကျညံပူစောကလွှဲထားပါမယ်ဆရာအားတဲ့ချိန်လေးတွက်ပေးပါဦးဆိုပြီးမေးမြန်းထားပါကျွန်တော်တို့ဦးလိုက်ဖုန်းစကန်ရောင်းဝယ်လုပ်ငန်းအတွက်အင်္ဂလိပ်နာမည်ဘယ်နည်းနဲ့အသာဆုံးရွေးချယ်မလဲရွေးချယ်ကြည့်ကြပါသို့သူကမဟာဘုသုံးကျင်းတိုက်ပွားကြာတာပရိသာဖြစ်ပါသူ့လုပ်ငန်းကဖုန်းနဲ့ပတ်သက်တဲ့လုပ်ငန်းဖြစ်ပါလေဒါကြောင့် ်မင်္ဂလာမီရွေးချယ်ရရင်ဂျာတာပရိအတန်တွဲအစဒနေ့လာအတန်တွဲအစုံမီပေးရမည်ဖြစ်ပါတယ်မဟာဗုဒ္ဓပညာရဆိုဂျာတာပရိအတန်တွဲအစဒနေ့လာအတန်တွဲအစုံမီဟာတိုက်စာထွန်းထုတ်မီဖြစ်ပါတယ်သူကကနန်ပြည်တွင်ပညာရကျင်73ရက်ဖွာဖြစ်တဲ့အတွက်လေကနန်သမားဖြစ်ပါတယ်။ဒါကြောင့် ။အင်္ဂလိပ်မီရွေးချယ်ပေးမည်ဆိုရင်လူမွေးရကဏ္ဍဖြစ်တဲ့လေးကဏ္ဍကြောင့်ရွေးချယ်ရမည်ဖြစ်ပါလေ။ကနဗီရင်ရွေးချယ်နည်းကိုတော့ခြေပိုင်းဗီဒီယိုမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။အားလုံးပဲမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါခင်ဗျာ။